ဆွေးနွေးမှုတွေကသဘောတူညီချက်တရက်ဖြစ်ပေါ်လာအောင်လှုံ့ဆော်ပေးနိုင်ခြင်းမရှိပါကအီရန်ကိုစီရင်အရာအရေးယူမှုဟာလုံးဝဖြစ်လာနိုင်စရာရှိတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးသဘောတူညီချက်ရရှိဖို့အချိန်များများဆဆမရှိကြောင်းအမေရိကန်သမ္မတကပြောကြားခဲ့ပါတယ်။လိုအပ်လာမယ်ဆိုရင်တော့လုံးဝဖြစ်လာနိုင်စရာ ရှိပါတယ်လို့ထရမ့်ကပြောပါတယ်။စီရင်အရာအရေးယူမှုဟာရွေးချယ်မှုဟုတ်ပါသလားလို့သတင်းထောက်ကမေးမြန်းတဲ့အခါထရမ့်ကအထောက်ပါအတိုင်းဖြေကြားခဲ့တာပါ။ စီရေးလိုအပ်လာမယ်ဆိုရင်ကျွန်တော်တို့ကစစ်တပ်ရှိပါတယ်။စီရေးအရရေးယူတာမျိုးလုပ်မယ်ဆိုရင်အစ္စရေးကမြန်မြဆဆပါဝင်ပတ်သက်မယ်ဆိုတာထင်ရှားပါတယ်။အစ္စရေးကခေါင်းဆောင်ပြီးလုံမှာဖြစ်ပါတယ်လို့၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။အိပ်ပြော်မှာသမ္မတဒေါ်နယ်ထရမ့်နဲ့အစ္စရေးဝန်ကြီးချုပ်ဖန်ဂျမင်နေတန်ယာဟုတို့တွေ့ဆုံစဉ်အတွင်းအမေရိကန်ပြည်ထောင်စုဟာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီး အီရန်နဲ့တိုက်ရိုက်အဆင့်မြင့်ဆွေးနွေးမှုတွေကိုဧပြီ12ရက်မှာစတင်လှုပ်ဆောင်မယ်လို့ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ထရမ့်က၎င်းဟာအီရန်နဲ့သဘောတူညီချက်တရက်ရမယ်လို့မျှော်လင့်ကြောင်းပြောကြားခဲ့တဲ့ဆိုပေမဲ့လည်းဆွေးနွေးမှုတွေအောင်မြင်မှုမရဖြစ်လာမယ်ဆိုတာကအီရန်ဟာကြီးကြီးမားမားအနေနဲ့ကြုံရလိမ့်မယ်လို့ထိုစဉ်ကလေးကသတိပေးပြောကြားခဲ့ပါတယ်။ထရမ့်ကဆွေးနွေးပွဲကျင်းပမယ့်နေရာကိုပြောဆိုခဲ့ခြင်းမရှိပေမဲ့လည်းဆွေးနွေးပွဲမှာကိုစားပြုဆွေးနွေးသူတွေပါဝင်မှာမဟုတ်ဘဲ အဆင်အမြင့်ဆုံးနေပါဖြစ်တဲ့ဆွေးနွေးပွဲဖြစ်လိမ့်မယ်လို့ဆိုပါရယ်ကျွန်တော်တို့ကအီရန်နဲ့အပေးယူလုပ်သွားမှာဖြစ်ပါရယ်ကျွန်တော်တို့ကဧပြီ၁၂ရက်နေ့မှာကြီးကြီးကျယ်ကျယ်တွေ့ကြမှာဖြစ်ပါရယ်ကျွန်တော်တို့ကသူတို့နဲ့တရိုက်ဆက်ဆံသွားမှာဖြစ်ပါရယ်လို့သမ္မတကဧပြီ၈ရက်မှာအမေရိကန်သမ္မတရုံးမှာပြောကြားခဲ့ပါရယ်